ယောဘာလိဖိုင်နယ်မှာရှုံးပွဲတွင်ပြီးနောက်ကစားသမားတွေအားလုံးကိုဒီအချက်ကြောင့်အယောင်ဆင်းတင်လိုက်တဲ့ယူလိုက်တက်ပရိသတ်များလုံးပဲမိင်္ဂလာများရှေးဦးအိုက်ဘတ်ခွန်ရှေကို online အင်ဂျင်ကနေပြန်လဲကြိုးလိုက်ပါရင်မန်ချက်စတာနိုင်တဲ့တင်အားယောဘာလိဖိုင်နယ်မှာရှုံးနေခဲ့ပြီးတဲ့နောက်ကစားသမားတွေအားလုံးကိုလာမယ့်နေရာဒီအပြောင်းအရွှေ့မှာအယောင်ဆင်းတင်လိုက်တယ်လို့သတင်းတွေကဖော်ပြလို့လာခဲ့ပါရင်ယူလိုက်တဲ့ဟာလည်းရှေ့မှာအကျွေးမီ1ဘီလီယံတင်နေတဲ့အသင်းဖြစ်ပြီးယောဘာလိချန်ပီယံဖြစ်ခဲ့တာကအသင်းအတွက်ထိခိုက်မှုကြီးမားလွန်တာဖြစ်ပါရင် ဒါပြင်ချန်ပီယံလိဝင်ခွင့်နဲ့လည်းလွဲချော်ခဲ့တာကြောင့်စပွန်ဆာစုကြည်မွေစတဲ့ပြင်ဘန်နာရေးကိုပပေါင်းစုံကနေထိခိုက်စေတာဖြစ်ပါရင်ယူနိုက်တက်အနေနဲ့ယူဘာလိချန်ပီယံဖြစ်မှသာတရာဒီလုံးတိုင်ပန်ထားသမျှအဖက်ဆင်နိုင်မှာဖြစ်မဲ့အပြင်လာမယ့်အားဒီချန်ပီယံလိကဲရမှာဖြစ်ပြီးဘန်နာရေးဘိုင်းမှာအဆင်ပြေမှာပါဒါပေမဲ့လည်းယူနိုက်တက်တို့စပွားကိုမနိုင်ပေတရာဒီလေးချိန်တွေ့ရမှာ၄ချိန်စလုံးရှုံးနေခဲ့တာဖြစ်ပါရင် ယူနိုက်တက်ရဲ့အရှုံးကပိတ်ဆတ်မှုကြီးမားတယ်လို့ဆိုရမှာပါ။ဒါအပြင်နီးပြရိုဘင်အာမော်ရင်ရဲ့ကစားကွက်တဲပုံနဲ့လူထုပ်ပုံကလည်းမေးခွန်းထုတ်စရာဖြစ်ပါရင် final ကို final လို့မကန်ဘဲသူကစားစီခြင်းတဲ့ပုံစံနဲ့ကစားခဲ့ပြီးဂါနာချိုချိုချွာဆက်စီဒီကိုဒါတော့ကိုဗီမိုင်လူလူကိုဒုတိယပိုင်းမှာထည့်သွင်းခဲ့တာဖြစ်ပါရင်ဒါပေမဲ့နောက်ကျသွားခဲ့ပြီးပရာဝိုင်းဘီကန်ဒီမှာခွင့်ပြုခဲ့ရတဲ့ Brandon Johnson ရဲ့အသွင်းကိုမချေပနိုင်ခဲ့တာကြောင့် United တို့ရှုံးသွားတာဖြစ်ပါရင်ဒီရှုံးက United ကိုအဖက်ဆယ်မရတဲ့ Van Dijk ရဲ့အချက်တဲတဲ့ကိုရောက်ရှိပါစေခဲ့ပါရင် ဒါပြင်ဒီပြားဖြစ်သူရူမင်အာမိုရင်အတွက်ဆိုရင်လည်းလာမယ့်နေရာဒီအပြောင်းရွှေ့မှာကစားမအသင့်ဝယ်ယူအားဖြည့်ဖို့ရာခက်ခဲနေရှိလာခဲ့တာဖြစ်ပါရင် အသင်းရဲ့တာဝန်ရှိသူတွေဖြစ်ကြတဲ့ Sergeant Red Clay နဲ့ Omar Barry တို့ဟာ Champions League ဝင်ခွင့်ကနေပေါင်သန်းတရာထိရရှိဖို့အမျှော်လင့်ထားပါတယ်။ဒါပေမဲ့ Champions League ဝင်ခွင့်မရခဲ့တဲ့အပြင် United ဟာဥရောပပြိုင်ပွဲမှာဘယ်ပြိုင်ပွဲမှမမကစားနိုင်တော့မှုဖြစ်ပါတယ်။ Media တွေထဏာရေးဖော်ပြချက်အရ United ဟာအသင်းအတွက်ကစားသမားတွေကိုရောင်းထုတ်သွားဖို့ရနားဆွင့်ထားတယ်လို့ဆိုပါတယ်။အသင်းကဘယ်ကစားမကိုမဆိုပြောင်းရွှေ့ခြင်းမင်းမြမားနဲ့လိုချင်တဲ့အတိုင်းအတာထိပေးလာခဲ့ရင်လက်ခံပေးသွားမှာဖြစ်ပါတယ်။ Bruno Fernandes လိုမျိုးအသင်းအဓိကကစားမကိုတော့ United ဟာကလန်လာခဲ့ရင်ရောင်းချသွားမှာဖြစ်ပါတယ်။အသက်30နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Bruno Fernandes ဟာ United ကနေထွက်ခွာပဲလို့ သတင်းတွေထွက်ပေါ်နေသူပါကစားမဖြစ်သူကအသင်းမှာဆက်ရှိနေစေခြင်းပဲမဲ့သူ့ကိုကမ်းလှမ်းလာတဲ့ sorry bro league ကရှိနေတာပါ sorry bro league အလေအသင်းဟာ bruno ရဲ့ကိုယ်စားလှယ်နဲ့တွေ့ဆုံပြီးဖြစ်တော့ united အသင်းဘက်ကလည်းကမ်းလှမ်းမှုတွေပြုလုပ်ပေးသားဖြစ်ပါတယ်အဲ့လေအသင်းအား United ကို Bruno အတွက်ပြောင်းရွှေ့ခြင်းစနေနေ့ပေးသွားမှာဖြစ်တယ်လို့ Bruno ကိုလည်း United မှာရနေတဲ့လောက်ခလာစားထက်များစွာမြင်ပါတဲ့ပမာဏပေးရသွားမှာဖြစ်ပါတယ်။လက်ရှိ Bayern ရဲ့မြင်ပါဆုံးပြောင်းရွှေ့ခြင်းကိုစနေရှင် Cancelo ကအပေါင်းတန်း120ထက် ေးသွားမှာဖြစ်ပြီးလောကလာစာကိုလည်း၃နှစ်အတွက်တန်းနေရာပေးသွားမှာဖြစ်ပါတယ်။ရွန်နိုကတော့ယူပါလိဖိုင်နဲ့အပြီးမှာအကယ်၍ United ဘက်ကသာသူ့ကိုရောင်းချလိုတယ်ဆိုရင်သူ့အနေနဲ့လက်ခံသွားမှာဖြစ်ကြောင်းအခုလိုပဲဖိတ်ကြားသွားခဲ့ပါတယ်။ ကျွန်တော်ကအမြဲတမ်းပွင့်လင်းလင်းသမားပါအကယ်၍အသင်းဘက်ကသာလက်ရှိအချိန်မှာလမ်းခွဲဖို့အချိန်တန်ပြီးလို့ဆုံးဖြတ်ရင်ဘန်နာရေးအတွက်ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်ကိုရောင်းချမယ်ဆိုရင်လက်ခံသွားပါပါဒါကဘောလုံးလောကပဲလေကျွန်တော်နားလည်ပါတယ်ကျွန်တော်အမြဲတမ်းပြောခဲ့သလိုမျိုးပါပဲကျွန်တော်ဟာအသင်းဘက်ကအလိုမရှိမှသာထွက်သွားပေးမဲ့သူပါကျွန်တော်အခုထက်ပိုလုံးပြချင်သေးတယ်လို့အသင်းနဲ့အတူခံထားတဲ့နေ့ရက်တွေကိုလိုချင်ပါသေးတယ်လို့ပြောခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကလောက်ပါပဲနောက်နေ့ပါလဲအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ